င်္ဂလာပါတို့တမလို့ရေးတချေတို့ဒီနေ့တော့ဆာမြင့်နာဘယ်လောက်လဲ နော်တအားသမလို့ရဲ့တင်ချဖက်စာအုပ်ကစာမျက်နှာ34ကနော်၄ချိန်ငန်းလေးတူတွေတွားလိုက်ကြရအောင်ဟုတ်ပါပြီအဲ့ဒီ၄ချိန်ငန်းလေးတွေတဲကနံပါတ်1အောက်ပါတို့ကို drop ပါ teacher တို့ကကြည့်ရနေထောက်ဝန်းမဲ့ထိတွားလိုက်ကြရအောင်နော်အဲ့တော့တို့တွေကအရှိမအစားကိုလေကူတော်နည်းနဲ့စားခဲ့တယ်ထောင်လိုက်တွေနဲ့စားခဲ့တယ်စိတ်ွက်တွေနဲ့စားခဲ့တယ်ဟုတ်ပြီအဲ့ဒါလေးတွေကို teacher တို့ပြန်မှတ်မိအောင်လို့၄ချိန်ငန်းလေးတွေလောက်ကြပါမယ်နော် okay အဲ့ဒါဆိုရင်တအားသမလို့ရဲ့တင်ချတွက်တဲ့စာအုပ်ကို ထုတ်ပေးပါရှင့် သင်္ချာတွက်တဲ့ဆောင်ကိုထုတ်ပြီးပါအဲ့ဒီထဲမှာဒူရီဒီနံပါတ်2ကိုတွက်ကြရအောင်ပါအားလုံးပဲဒီ channel တူတူ like တွက်မယ်ကိုပတ်တာကိုစူးစမ်းကြည့်ခြင်းနဲ့သူကကြတော့ဒီချက် video လေးကိုရက်ပြီးတော့စူးစမ်းကြည့်ပြီးနော်ဟုတ်ပါပြီတာရုသမလို့ရဲ့ဆောင်ရဲ့အလဲကောင်မှာဒီချက်ကိုလေ့ကျင့်ခြင်းလို့တက်ပြီးပါအောင်နော်လေ့ကျင့်ခံဟုတ်ပြီပြီးရင်တချောင်းကျော်ပြီးတော့ဒီပုံမှာကာကြည့် 84အစား3ကဲ84ကိုဘယ်သူနဲ့စားမှာလဲ3နဲ့စားပါမယ်အဲ့ဒီ84ကို3နဲ့ teacher တို့တွေဘယ်လိုစားမလဲ downline စားကြမယ်เนาะဟုတ်ပါပြီရှင်အားဆိုလို့ရှိရင်တအားသမလို့က teacher ကိုအစားအင်းစောက်ပြီးပေါ့84 84ဘယ်သူနဲ့စားမှာလဲ3နဲ့စားပါမယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဘယ်သူကိုအရင်စားမှာလဲ10နေရာကို အရင်စားပါမယ် eddie.sign လိုက်ကြရအောင်3 delete 3ဟုတ်လားဒီ shift မှာ3ဘယ်နှခေါက်ပါ ါလဲဆိုတာကိုသူတွေပြောကြမယ်အဲ့ဒီတော့၃ကဘယ်နှခောက်ပါလဲဆိုတာသိချင်ရင်၃အလီလေးဆိုလိုက်ကြရအောင်၃တလီ၃၃နှလီ၆၃၃လီဆို၉ဖြစ်သွားပါပြီမရတော့ဘူးအဲ့ဒါကြောင့်၃နှလီ၆ရှင်းတဲ့ကနေ၆ကိုနှုတ်လိုက်တော့2အနောက်ကနေပါဆွဲချမှာလဲ၄2 4 24အဲ့ဒီ24ထဲမှာ3ဘဏ္ဍခါပါတယ်တို့တွေတော့ကြည့်မယ်အဲ့တော့စားကြည့်မယ်နော်အဲ့တော့3တက်လေး3 3နဲ့လေး6 3 3လေး9 3လေးလေး7 3 5လေး3 5 3 6လေး7 8လေး9လေး10လေး11လေး12လေး13လေး14လေး15လေး16လေး17လေး18လေး19လေး20လေး21လေး22လေး23လေး24လေး25လေး26လေး27လေး28လေး29လေး30လေး31လေး32လေး33လေး34လေး35လေး36လေး37လေး38လေး39လေး40လေး41လေး42လေး43လေး44လေး45လေး46လေး47လေး48လေး49လေး50လေး51လေး52လေး53လေး54လေး55လေး56လေး57လေး58လေး59လေး60လေး61လေး62လေး63လေး64လေး65လေး66လေး67လေး68လေး69လေး70လေး71လေး72လေး73လေး74လေး75လေး76လေး77လေး78လေး79လေး80လေး81လေး82လေး83လေး84လေး85လေး86လေး87လေး88လေး89လေး90 384ဖြစ်ပါတယ်အဲဒါကြောင့်နှုတ်လိုက်တော့3ညကဲအဲဒါဆိုတော့တမလို့ရေထိုးတွေအဖြေထိုးရအောင်တကြောင်ကြော်ပါမယ်အာရင်အာတဝေထိုးဖောက်ထိုးရေရေးဖြစ်အဖြေ28ဖြစ်ပါတယ်ရှင်အဲတော့တအားတမလို့ကအစမျက်နှာကုံမှာဆိုလို့အလေကောင်ကနေမြင်တာပြီးတွက်လဲရပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီချေတို့တွေနမတ်ခါကိုတွက်လိုက်ကြရအောင်ပါ ခါခွေခါခွေပု္ပ္ပစာလေးကဘာလေးလဲဟဲ့80အစာ9ဟုတ်ပြီဒူရီကဒေါင်းလိုက်ဒီပဲတွက်ခဲ့ ကြွကြမယ်လीเนาะအဲ့တော့80အစား9အဲ့တော့အစားရင်ဆောက်ပါပြီအိမ်ထဲမှာ80ထဲတဲ့အပြင်မှာက9အရင်ဆုံးဘသူ့ကိုအရင်စားပါလဲ10နေရာမှာရှိတဲ့9ကိုအရင်စားပါမယ်စားမယ်ဆိုတော့ဒီ9ထဲမှာ9ကဘယ်နှခါပါနေတလဲဟုတ်တယ်9တခါပဲပါပါတယ်ရှင်အဲ့ဒါကြောင့်9တလီ9စားတယ်မြောက်တယ်အခုနှုတ်ရပါမယ်9ထဲက9ကိုနှုတ်လိုက်တော့2အနောက်ကနေပါဆွဲချမယ်လဲ3ည20အဲ့ဒီ20ထဲမှာ9ဘယ်နှခါ ပါတယ်လဲစာကြည့်ကြရအောင်9.45 9.40 9.35 9.40ပါရှင်အဲ့ဒါကြောင့်မို့လို့ရေးလိုက်ပါပြီ20ဟုတ်ပြီဟေ့ပြီးရင်စားတယ်မြောက်တယ်နှုတ်ပါမယ်20ရဲ20နှုတ်လိုက်တော့3 ညအဲ့ဒါကြောင့်ဒူရီအဖြေထိုးရအာအာရီအတဝေထိုးဘာတို့ရရေးပြေအဖြေ4ပါရှင်ဆိုလိုတာဟာဒီ80မှာ5ကဘယ်နှခါပါနေတယ်လဲ14ခါပါနေတယ်ဆိုရဲသဘောပါနော် ဟုတ်ပြီအားဆိုရင်ကျွန်တော်တို့ရေဒီချေတို့နမကငယ်ဆက်တွေ့ကြရအောင်ဒီချေကနောက်ပုတ်တွေမှာအလဲကောင်ကမြင်မတာပဲနဲ့ဒီတိုင်းမဲ့အာတွက်ပြီးတော့ဖြတ်လိုက်တွက်လိုက်ဖြတ်လိုက်လို့နော်တတို့တမှုကတော့အလဲကောင်ကနေမြင်တာပြီးတော့တွက်ပြီးပါနော်โอเคနမကငယ်ပါရှင်ခငယ်ပု္ပ္ပစာကိုကြရအောင်93အစာနှစ် ကဲဒီကျေရိုအစာရင်ဆောက်ပါပြီ။တကြောင်ကျော်ပြီးအစာရင်ဆောက်မယ်။အိမ်ထဲမှာ9393ဘသူနဲ့စားမှာလဲ။နှစ်ဟုတ်ပြီဟေ့အရင်ဆုံးဘသူကိုအရင်စားမှာလဲ။၁၀နေရာကိုအရင်စားကြရအောင်။၁၀နေရာမှာကကိုအဲ့ဒီကိုထဲမှာနှစ်ကဘယ်နှခါပါနေတလဲ။ဒါလို့တို့မျိုးကြီးလောက်ကြည့်ပါအောင်ဟေ့။ အဲ့တော့နှစ်လီဆိုကြည့်ပေါ့နှစ်တက်လေးနှစ်နှစ်နဲ့လေးလေးနှစ်သုံးလီချနှစ်လေးလီရှစ်เนาะနှစ်ကဘယ်နှကပါနေလဲလေးကပါနေပါတယ်အဲ့ဒါကြောင့်လေးအဲ့တော့နှစ်လေးလီရှစ်မြောက်ကြည့်လိုက်ပါတယ်ရေးလိုက်ပြီးမြောက်ပြီးရင်ဘာလုပ်မလဲနှုတ်ပါမယ်ကိုရဲကရှစ်ကိုနှုတ်လိုက်တော့1အနောက်ကနေပါဆွဲချမှာလဲ3 33 33မှာနှစ်ကဘယ်နှကပါနေတယ်လဲကြောကြည့်ကြရအောင်နှစ်တက်လီနှစ်နှစ်နဲ့လီလေးနှစ်သုံးလီချနှစ်လေးလီရှစ်နှစ်ငါးလီ10 နေ့6လီစက်နှစ်ပါရှင်နေ့ခါ6ခါပါနေပါတယ်အဲ့ဒီလို6ခါပါတော့ညောင်းလိုက်တယ်နှုတ်ပါမယ်73နေ့ကစက်နှစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ရမှာလဲဒီအဲ့ဒါကြောင့်အပြေထိုးပါပြီအာရီအာတဝေထုဖတ်တော့ရေးရေးပြည့်အပြေကဘယ်လောက်ရလဲ46အကျွန်းဘယ်လောက်ရပါသလဲအကျွန်း1 okay ပါသလား ဟုတ်ပြီနော်အဲတော့ဆိုလိုတာက63ထဲမှာနှစ်က46ခါပါပါတယ်တစ်ခေါက်ကျန်နေပါတယ်နော်ဟုတ်ပြီအဲဆိုရင်ဒီချေတို့နမကငယ်ပြီးတော့ခါကြီးကိုဒေါ်လာကြရအောင်မှာခါကြီး ကဲကာကြီးလေးရကားငယ်လေးပြီးသွားပြီเนาะကာကြီးလေးပြီးသွားပြီကာကြီးက68အစာလေးကဲဟုတ်ပြီကာကြီး68အစာလေးဒါတို့တမလို့အောက်မှာတွက်လိုက်ပါတီချင်မဆန့်လို့ဘေးမှာတွက်လိုက်မယ်เนาะအဲ့တော့တချောင်းကျော်ပြီးတော့ အစာအိမ်ဆောက်အောင် အထဲမှာက68အပြင်မှာက4ဟုတ်ပြီအရင်ဆုံးဘသူ့ကိုစားမှာလဲ10နေရာက6ကိုအရင်စားပါမယ်ဒီ6ထဲမှာ4ကဘယ်နှခါပါနေတယ်လဲသိရအောင်4လီဆိုပါမယ်4တက်လီ လေသူရတီရလေအစောကြီးတဲက6ထဲမှာ400တခါပါတယ်လေနော်ခဲ6ထဲကနေလေးကိုနှုတ်လိုက်ကြရအောင်ဟိဘယ်လောက်ရမှာလဲနှစ်အနောက်ကနေပါဆဲချမှာလဲခေါ်နှစ်အဲ့ဒီတော့နှစ်9 28အဲ့ဒီ28တဲမှာ4ကဘယ်နှခါပါနေတလဲသူရဆိုကြည့်ကြရအောင်4တက်လီ4 4နဲ့လီ8 4 3လီ12 4လီလီ16 4 5လီ20 4 6လီ24 4 9လီက28ဖြစ်သွားပါပြီ4 6လီ24 29တဲက 24ကိုနှုတ်လိုက်ကြရအောင်ဘယ်လောက်ရမလဲတော့ के အဒီတော့အဖြေထိုးပါမယ်အာရီအတဝေထိုးဖောက်တော့ရဲ့ရေးပြေအဖြေတဆက်ချာအကျဉ်ဘယ်လောက်လဲတော့ okay ပါတလားဟုတ်ပါပြီเนาะမမီယူဆိုလို့ရှိရင်ဒီချက်ဗီဒီယိုလေးကို pause လုပ်ပြီးတော့ live လုပ်ပေးပါเนาะကဲကကြည့်ပြီးတော့ဒူရီငှသွားကြရအောင်မှာငှငှပု္ပ္ပစာလေးကူပါပြီရှင် ငါက90အစားခွန်နဲ့ခဲဒီချေအစားအိမ်ဆောက်ပါပြီအောက်မှာလုပ်ကြည့်လိုက်မယ်နော်အစားအိမ်ဆောက်လိုက်ပြီအဲ့ဒီတော့တွက်ကြရအောင်ဟေ့အထဲမှာက90အပြင်မှာကခွန်နဲ့ကိုကိုခုနှစ်နဲ့အရင်စားပါမယ်ကိုရဲမှာခုနှစ်ကဘယ်နှခါပါနေလဲတစ်ခါပါနေပါတယ်ခုနှစ်တလီခွန်နဲ့ကိုရဲကနေခုနှစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ရသလဲ နေအနောက်ကနေပါဆွဲကြမှာလဲ3ညအဲတော့20ဖြစ်သွားပြီ20ထဲမှာ9ကဘယ်နှခါပါနေတလဲသိခြင်းနဲ့9တက်လေး9 9နဲ့လေး14 9 3 21ဖြစ်သွားပြီအဲဒါကြောင့်9နဲ့လေးအဲတော့စားတယ် ခနဲ့နလီဆလေးညောက်တဲ့ပြီးတော့ရင်နှုတ်ပါမယ်20တဲကဆလေးကိုနှုတ်တော့ဘယ်လောက်ရတယ်လဲဟုတ်တယ်600ပါတယ်ရှစ်အဲဒါကြောင့်အဖြေထိုးကြရအောင်ပါအာရီအသဝေတို့ဘောက်တို့ရဲ့ရေးပြီးအဖြေစားလဲဘယ်လောက်လဲစနေအကျဉ်းက6ဖြစ်ပါတယ်နော်ဇာလဲစနေအကျဉ်း6โอเคပါတလားရှင့် ဟုတ်ပြီเนาะပြီးရင်တို့တွေဆက်တွက်မယ်ငှပြီးသားတော့စာလုံးမမြင်ဗီဒီယိုလေးကိုရထားเนาะအဲ့တော့စာလုံးစာလုံးက89အစာချောင်းအစာအင်စာပါပြီး အစာအင်စာပါပြီ editor အထင်မှာက89အပြင်မှာက6အရင်ဆုံးဘုသူ့ကိုစာမှာလဲ8ကိုစာပါမယ်8ထဲမှာ6ကဘယ်နှခါပါနေလဲဟုတ်တယ်တစ်ခါပဲပါတယ်ရှင်6တလီ6 8ထဲကနေ6ကိုနှုံလိုက်တော့2ဟုတ်ပါတယ်ရှင်အနောက်ကဆွဲချပါခေါ်နေ29 29မှာ6ကဘယ်နှခါပါနေတယ်လဲစာကြည့်ကြရအောင်6တလီ6 6နဲ့42 63 68 64 24 65 30မရတော့ဘူးအဲ့တော့ 64လီစားတဲ့စားပြီးသားအတို့တွေမြောက်ပါမယ်6နဲ့4နဲ့မြောက်လိုက်တော့64လီ24မြောက်ပြီးသားရင်နှုတ်ပါမယ်9နဲ့ထဲက4ကိုနှုတ်လိုက်တော့3နှစ်ထဲက2ကိုနှုတ်တော့3ညရေးစရာမလိုဘူးဒီချက်အဖြေလေးပြီးမှရေးလိုက်မယ်ဒါတို့တမလို့အောက်မှာပဲရေးပြီးနော်အာရင်အတဝေတို့ဘာတို့ရေးရေးပြင်းအဖြေ34အကျဉ်းတော့ okay lah ဟုတ်ပါပြီเนาะပြီးသားရင်စာလုံးပြီးသားတော့ဒုတိယစာလင်တွက်ကြရအောင်ပါစာလင်စာလင်က88အစာ၄အစာအင်းစောက်ပါပြီ88ကို၄နဲ့စားပါမယ်အဲ့ဒီတော့အရင်ဆုံး8ကိုစားမယ်8အပေါ်မှာ10ကနေ10နေရာမှာစားလက်ကိုရေးပါမယ်အဲ့တော့၄နဲ့၄8 နှုံလိုက်တော့ဘလောက်ရလဲ၃ည၃ညဆိုတော့ရေးရလို့လားမလို့ဘူးအနောက်ကနေပါဆွဲချက်မှာလဲ၈အဲ့ဒါကြောင့်ဒီ၈ထဲမှာရော၄ကဘယ်နှခါပါနေလဲ၄တက်လီလေးလေးနဲ့လေး၈ပါရှင်း၈ထဲကနေ၈ကိုနှုတ်တော့ဘလောက်ရမှာတော့၃ညအပြေထုရအောင်အာရေအတဝိထုဘာတို့ရဲ့ရေးပြေအပြေ၂၂ အကျဉ်းအအကျဉ်းတုံညာဆိုရေးစရာလို့လားမလိုဘူးစားလို့ပြတ်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်နော်โอเคစာလိမ်ပြီးတော့ဇာခွေဇာခွေတွက်ပါမင်းဇာခွေက89အစာခေါ်နဲ့အစာအိမ်ဆောက်ပါပြီ ကြောင်းကြော်ပြီးဆောင်တော့တခြားမဆန့်လို့ကတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။အဲဒါကြောင့်ခွနင်းကို89အဲ့ဒါကို9နဲ့စားပါပြီဟဲ့အရင်ဆုံး10နေရာကိုအရင်စားပါမယ်10နေရာက9ကိုစားလိုက်တော့ဒီ9တဲမှာ9ကဘယ်နှခါပါနေလဲတခါအဲ့တော့9တက်လီ9မြောက်တယ်ပြီးတော့နှုတ်ပါမယ်9တဲ9နှုတ်တော့3ညရေးစရာလိုလားမလိုဘူးအနောက်ကနေပါဆဲချမှာလေ ကိုခဲကိုးထဲမှာခုနှစ်ကဘယ်နှခါပါနေလဲတစ်ခါပဲပါတယ်လေဟုတ်တယ်မလားအဲ့ဒီတော့မြောင်လိုက်တယ်စားတယ်မြောက်တယ်နှုတ်မယ်ကိုးထဲကခုနှစ်ကိုနှုတ်တော့ဘယ်လောက်ရတယ်လဲဟုတ်တယ်နှစ်ပါရှင်အဲ့တော့သူတွေဖြေရသွားပြီအာရီအတဝိထုဘာတို့ပြေရေးပြအဖြေတစ္ဆက်တီအကျဉ်နှစ်ဖြစ်ပါတယ်နော်အကျဉ်နှစ်โอเคလား ခေပါတယ်အဲဒါဆိုရင်ပြီးသားရင်ဒီချေတို့ဇာခွဲပြီးသားပြီဆိုတော့ဇာမြင့်ဆွဲလေးတွေ့ရအောင်အာမမီဘူးဆိုရင်တော့ဗီဒီယိုလေးကိုရက်ပြီးတော့မှလိုက်တွေ့ပြီးတော့ကိုဘသာတွေ့တဲ့သူတွေကလည်းအာအဖြေလွဲနေတယ်ဆိုရင်ဒီချေဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့အဖြေလေးကိုပြန်ပြင်ပေးကိုဘယ်နားမှလဲဆိုတာပြန်ပြီးတော့ check out လုပ်ပြီးတော့ဟုတ်ပြီရှင့်အဲ့တော့လာကြည့်ကြရအောင်36အစား9 okay အစားအိမ်ဆောက်ပါမယ် စာရင်းထဲမှာ363695ကိုနဲ့စားပါမယ်ရှင်။ခေတ္တရသမလို့ရေဒုရီဒီချေရော10နေရာကိုအရင်စားကြည့်ကြရအောင်။10နေရာမှာပါတဲ့3ကိုဒီချေရော9နဲ့စားလို့ရလား။သဘောက3ထဲမှာ9ပါနေလား။မပါဘူးအဆိုတို့ရီနှလုံးတွဲပြီးတော့ယူမှာပေါ့နော်။36ဟုတ်ပြီ36ဆိုရင်စားလက်400ပဲနေရာမှာရေးမှာလေ။ခုနေရာမှာရေးမယ်6ရဲ့အပေါ်မှာရေးမှာပေါ့။အဲ့ဒီတော့636ထဲမှာ9ဘယ်နှခါပါနေတယ်လဲလို့ကြည့်မယ်။9တက်လီ9 9 နဲ့လေး35 35 5 4 25 5 6 4 30 5 8လေး35စားလိုက်ပြီးခုနှစ်ခါပါနေတယ်အဲ့တော့မြောက်ပါမယ်9ခုနှစ်လေး35မြောက်တယ်ပြီးရင်မလုပ်ရမှာလဲဟာနှုတ်အောင်မယ်36တွေက35နှုတ်လိုက်တော့တရတာပေါ့အဲ့တော့အဖြေရပါပြီအာရီအာသဝေထုဖတ်တော့ရရင်ဖြေအဖြေခုနှစ်အကျွင်းလောက်ရလဲ36 1ဖြစ်ပါတယ်ရှင်။ဟောတော့36မှာ9က9ခါခါပါပြီးတော့1ကျန်ပါတယ်နော်။ဟုတ်ပြီဟေးဇာမြင့်ဆွဲပြီးသွားပြီဆိုတော့တို့ရညတွက်လိုက်ကြရအောင်ပါ။ည58အစာခေါ်နှစ်အစာအိမ်ဆောက်ပါပြီ။အစာအိမ်ဆောက်ပါမယ်။အိမ်ထဲမှာက58 အပြင်မှာကခွန်နှစ်ဟုတ်ပြီဟဲ့ဆယ်နေရာကိုအရင်စားကြရအောင်မဆယ်နေရာကိုစားလို့ရလား၅ထဲမှာခွန်နှစ်ပါသလားမပါဘူးအဲ့တော့နှစ်ခုတွဲပြီးယူမယ်58 58ဆိုတော့ခုနေရာဥပါယူလိုက်တော့စားလက်ကလေးကခုအပေါ်မှာရေးမှာပေါ့အဲ့ဒါကြောင့်တို့တွေ58ထဲမှာခွန်နှစ်ဘယ်နှခါပါနေတယ်လဲတွဲကြည့်ကြရအောင်လောက်ပါမယ်ခွန်နှစ်တက်လီခွန်နှစ်ခွန်နှစ်နယ်လီ74ခွန်နှစ်3လီ27ခွန်နှစ်လေးလီ28ခွန်နှစ်5လီ35ခွန်နှစ်6လီ42ခွန်နှစ်9လီ49 ခွနေရှစ်လီ56ခွနေရှစ်လီ56 58ထဲက56ကိုနှုတ်လိုက်တော့ဘယ်လောက်ရမလဲဟုတ်တာပေါ့နှစ်ရပါတယ်ရှင်8ထဲက6ကိုနှုတ်တော့2 9ထဲက9ကိုနှုတ်တော့3ညဆက်တွက်စရာလိုသေးလားမလိုပါဘူးเนาะအဲ့တော့အပြေထိုးပါပြီအာရေအာတဝေထိုးပါတော့ရေရေပြေအပြေရှစ်အကျွင်း အကျဉ်းဘက်လောက်လည်းနှစ်ဖြစ်ပါတယ်နော်ဟုတ်ပြီညပြီးတော့တတလင်းကျိတ်တတလင်းကျိတ်တွေ့ကြရအောင်ပါတတလင်းကျိတ်ထတဲ့လင်းကျိတ်က97အစာ3โอเคအိမ်ထဲထည့်ပြီဟဲ့အိမ်ထဲထည့်ပြီဟဲ့97 97 97 97ကို3နဲ့စားပါမယ်အဲ့တော့ဒီ6ထဲမှာ3ကဘယ်နှခါပါနေပါသလဲ ယောက်ကြည့်မယ်3တက်လေး3 3 4 6 3 3 5 5 5ပါနေပါတယ်နော်ဒီခါကျတော့ခုနေရာကိုစားလို့ရပါတယ်3 3 5ပါနေပါတယ်ရှင်အဲဒီတော့3 3လေးကိုမြောက်လိုက်တာပါနော်ပြီးတော့ရင်ဘာလို့မှလဲနှုတ်ပါမယ်ကိုရေရကိုနှုတ်တော့3ညရေးเสียရလို့လားမလို့ဘူးအနောက်ကနေပါဆွဲချမယ်လေ1ဆွဲချလိုက်ပုံအဲဒီ1ကို3နဲ့စားကြည့်မယ်ဒါတို့တမလို့ရေ1ထဲမှာ3ကပါသလား မပါဘူးဒါပေမဲ့ဒုတွေတစ်ခါဆွဲချထားတဲ့အတွက်ကြောင့်မို့လို့ဝင်ကိုဝင်ရပါမယ်အဲ့တော့ဘယ်နှခါမှမပါဘူးဆိုတော့၃ညပေါ့၃၃ညလေး၃ညအဲ့ဒီတော့မှတစ်ထဲက၃ညကိုနှုံလိုက်တော့၁ရပါတယ်ရှင့်ရမလားအဲ့တော့ဖြည့်ထူပါပြီအာရီအတဝေထူဖောက်တို့ရဲ့ရေးပြေအဖြေ30အကျွင်း၁ဖြစ်ပါတယ်ရှင့်နားလည်ပါသလားဟုတ်ပြီနော် ကပီတာရင်ဒါလင်းကျိတ်ပြီးတော့ထဝန်ဘဲတွက်ကြရအောင်ပါနောက်ဆုံးအပုတ်လေးပါရှင်ထဝန်ဘဲက60အစား6ကေတာရုတမလို့ရေတောင်းလိုက်စားကြည့်မယ်ဟိအိမ်နေမှာဘသူ့ကိုထည့်မလဲ 6 10ကို6နဲ့စားပါပြီရှင်။အဲ့တော့6ကဘယ်နဲ့လေးဝင်ပါလဲ။တက်လီပေါ်6တက်လီ6ပါနော်။6တဲကနေ6ကိုနှုတ်လိုက်တော့3ည3ညဆိုတော့ရေးစရာလို့လားမလို့ဘူးနှုတ်လိုက်တဲ့3ညကိုမရေးဘူး။အနောက်ကပါဆွဲချပါလဲ3ညပါရှင်။အဲ့ဒီတော့3ညလေးကိုဆွဲချလိုက်။ဒီကျေတို့က3ညထဲမှာ6ကဘယ်နှခါပါနေပါလဲ။တစ်ခါဆွဲချရင် ဝင်ကိုဝင်ပြရပါမယ်အဲ့ဒါကြောင့်6ခါဘယ်နှခါပါနေလဲတစ်ခါမှမပါဘူးဆိုတော့3ညပေါ့အဲ့တော့6 3ညလေး3ညနှုတ်လိုက်တော့3ညပါပဲရှင်အဲ့တော့ဖြည့်ထူကြရအောင်အာရီအတဝေထူဘာတို့ရရေးဖြည့်အဖြည့်တစေအကျွင်းရှိပါသလားမရှိပါဘူးရှင်โอเคကဲဒါလို့တမလို့ရေးအဲ့ဒါဆိုရင်ဒီချေတို့ဒီကတို့တွေဘာလုပ်ခဲ့ကြလဲအမ်တော့ လေ့ကျင့်ခန်းအခန်း3အစာသင်ခန်းစာတစ်ကလေ့ကျင့်ခန်းကနံပါတ်1ကိုဒီချေတို့ပြီးသွားပါပြီ။နော်။ဟုတ်ပြီ။အားဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုကြာရင်ဒီချေတို့နံပါတ်2ကိုဆက်တွေ့ကြရအောင်ပါ။အဲ့တော့ဒါတို့တို့ရေဒီချေတို့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်။တတား။